ဘုရားမြတ်တို့ရှိခိုးပါ၏ဗျာသာတော်တရားနာနေကြပါれမြတ်ဂရမပေါံတော်ကောင်းတို့တုံမီတည်းချစ်ခင်စိတ်ကောင်းဝင်ကြပါれဆိုရဲတင်တော်စဉ်ပြိဒါအပေါင်းတို့သည်ပင်စာနန္ဒဂုဏံတရားကောင်းတရားကောင်းတကားကောင်းနေ မိဂုံဖာဂုံဆရာသခင်ကျေးဇူးရှင်တို့ဤကျေးဇူးတော်အစုံဂုံတော်တန်တာတွင်ကိုဟောတထာနေစဉ်နေတိုင်းညစဉ်ညတိုင်းအိတ်တော်လေတနုရိတလေးယူသည်စွာရှိခိုးလိုက်ကြကုန်ရာတည် တရားနာမလေးကလောကရန်ကြုံမဖြုံတန်းပေါ့မတုံ့စမ်းတဲ့စိတ်ခိုင်စီဦးဇင်းတို့မင်္ဂလာတုတ်ကနောက်ဆုံးမှာစာအုပ်ကလေးကြည့်လိုက်ဖုဒ္ဓတာလောကတံမေဟိစိတ်တံယတနာကံပတိအာသောကံဝိရဇံခေမံဣတံမင်္ဂလာမௌတမံတွေ့တယ်နော် ဘုဒ္ဓသာလောကဓမ္မေစိတ်တံယတနာကံပတိအတောကံဝိရဇံခေမံဣဒံမင်္ဂလမௌတမံမြတ်စွာဘုရားရှင်ကရုဏာကြီးကနတ်သားကိုဟောတာဆိုတော့ဒီမင်္ဂလတုတ်ကေမင်္ဂလတုတ်ကိုဟောပြီးတော့တဲ့မင်္ဂလတုတ်ကို နာပြီးတော့နတ်တီအများကြီးဟိုတရားထုတရားမြတ်ရသွားတယ်တဲ့လူတွေလည်းအများကြီးဖြစ်တယ်တဲ့ဟိုမင်္ဂလတုတ်ကိုကျင့်တဲ့သူဘယ်လူဘယ်လူဘယ်နဲ့ပြဘယ်ပြမှာမဆိုဘယ်နေရာမှာမဆိုတဲ့ ိုဘုရားလက်ထက်ကတော့ဘာသာကြီး6ခုလောက်ပဲရှိတာပေါ့လေ6ခု9ခုပေါ့ဒိဋ္ဌိဇာကြီးခြောက်ရောက်ကလည်းသူတို့6မျိုးပေါ့တို့ဘုရားအမျိုးမျိုးပေါ့လေဘယ်ဘာသာဘယ်ပုဂ္ဂိုလ်မျိုးပဲမဆိုဒီမင်္ဂလာတုတ်တိုင်ကျင့်နေဆိုရင်ဘယ်တော့မှမရှုံးဘူးတဲ့နော်မင်္ဂလာတုတ်ကိုကျင့်ပြီးတော့နတ်တွေဂရေတသိယဟန္တာဖြစ်တယ်နော်နတ်တွေဂရေတသိယန္နာဖြစ်တယ်တဲ့အောက်မဲ့အောက်ဖို့ဆိုရင်မရည်တွက်နိုင်အောင်ဖြစ်တယ်တောတကမန်တကရကအနာကံဆိုတာတော့ပြောမနေနဲ့ နတ်တွေဂရေတသိန်းကိုဖြစ်တယ်လို့ဒီလိုဆိုတယ်။မင်္ဂလာတုတ်ကိုဒီထဲမှာပါတဲ့အစအနေအဆုံးအဓိကတော့နောက်ဆုံးအပိုက်ကလေးကတို့များအတွက်တော်တော်လိုအပ်တယ်။လောလောဆယ်လိုအပ်နေတဲ့တည်တည်တဲ့အရာလေးမလို့ဒါလေးဥစဉ်ရွေးပြီးတော့နောက်ဆုံးခါတာလေးပြောပြတာ။မင်္ဂလာတုတ်အတိုင်းကျင့်တဲ့သူဟာဘယ်လူမဆိုဘယ်နှက်မဆိုဘယ်မြန်မာမဆိုဘယ်အရွယ်မဆိုဘယ်နေရာမှာမဆို ကိုကိုသူများမနိုင်တော့ဘူးတဲ့ကိုကသူများကိုမရှုံးတော့ဘူးတဲ့အများတန်းကိုကပဲနိုင်တယ်ဘယ်တော့မှဒုက္ခမရောက်တော့ဘူးတဲ့သူများလည်းကိုကိုဒုက္ခရောက်အောင်မလုပ်နိုင်ဘူးကိုကိုကိုလည်းဒုက္ခမရောက်စေတော့ဘူးတဲ့ကိုကသာနိုင်တယ်ကိုကချမ်းသာတယ်တဲ့အာတောကံဝိတ္တဇံခင်မန်းကြင့်ကြည့်တကယ်တော့တောကလည်းမရှိတော့ဘူးတဲ့စိုးရင်မှုလည်းမဖြစ်တော့ဘူးတဲ့ဒီလိုဆိုလေအဲ့လိုဆိုတော့ ဒီဗုဒ္ဓတာလောကတံမိန်နောက်ဆုံးခါရလေးပေါ့လေမင်္ဂလာတုံနာယုံနဲ့အလွန်အကျိုးရှိတယ်လိုက်နာကျင့်သုံးတယ်ဆိုပိုပြီးအလိုအကျိုးရှိဗုဒ္ဓတာလောကတံမိန်စိတ်တယတနာကံပတိအာသောကံဝိရဇံခေမံဣဒံမင်္ဂလာမௌတမံဘောဓိဝံဗုဒ္ဓဩနတသမြတ်စွာဘုရားရှင်ကရောမြတ်ကြီးကနတ်သားကိုဟောတာဆိုတော့ဘောဓိဝဗုဒ္ဓဩနတသလို့ခေါ်သည်ဥစဉ်ကတရားနာပရိသတ်တွေကိုဟောတာဆိုတော့သာတော်တရားနာနေကြပါတယ်များတကားတော့မအပေါင်းတော်ကောင်းတို့ ဘုရားရှင်ကရုဏာကြီးကမင်္ဂလာတုံမှဒီလိုဟောတယ်ဗုဒ္ဓံသာလောကဓမ္မေလောကဓမ္မေလောကရတရားရှင်ပါတို့နဲ့ဖုဒ္ဓတာတွေ့ကြုံရသောယတ္တအကျင့်ပုဂ္ဂိုလ်ဤစိတ်တန်စိတ်ဒီနဂံပတိမတုံလို့လောကရတရားရှင်ပါနဲ့တွေ့ကြုံတဲ့အခါမှာအကျင့်ပုဂ္ဂိုလ်ရဲ့သူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်သူ့ရဲ့စိတ်ဟာတဲ့နဂံပတိမတုံလို့ဘူးတဲ့အတောကံစိုးရင်ပူဆွေးမှုလည်းမရှိဘူးတဲ့ ဝိရဇံရာဂစားတဲ့မြူလည်းမရှိတော့ဘူးတဲ့ခေမံဘေးလည်းမရှိဘူးတဲ့ဣဒံအဲ့လိုနေတယ်အဲ့လိုဖြစ်တယ်ဆိုရင်ဥတ္တမံကောင်းမြတ်တဲ့မင်္ဂလာမင်္ဂလာပဲအလွန်မင်္ဂလာရှိတယ်အလွန်ကောင်းတယ်အလွန်ကျက်တည်ရှိတယ်လောကဓာတ်ကြုံပြီဆိုရင်စိတ်မတုံလှုပ်တာတော့ဒုက္ခရုဇင်တွေတော့တုံလှုပ်တာပေါ့များသောအဖြစ်ယန္တာပုဂ္ဂိုလ်တော့လုံးဝမတုံလှုပ်တော့ဘုရားရှင်ကတော့လုံးဝမတုံလှုပ်တော့အဲ့ဒါလေးဥစဉ်ပြောပြချင်တယ်နော် သာရောတရားနာနေကြပါလေမြတ်ကရမအပေါင်းသူတော်ကောင်းတို့လောကဓမ္မီလောကတရားရှင်ပါတို့နဲ့ဖုဒ္ဓတာတွေ့ကြုံရသောယတအကျင့်ပုဂ္ဂိုလ်၏စိတ်တန်စိတ်တည်နာကံပတိမတုံလုံးအဲ့ဒီရှင်းတာချမ်းသာတာတဘာဝပဲတဲ့အဲ့ဒါလူတိုင်းတွေ့ကြုံလေတဲ့လူတိုင်းမတွေ့ကြုံအောင်လားတွေ့ကြုံလားဆိုလိုက်ရှင်းရချမ်းသာတဘာဝရှင်းရချမ်းသာတဘာဝတွေ့ကြုံနေကြလူတိုင်းပြီးတွေ့ကြုံနေကြလူတိုင်းပြီး ကောင်းစိုးနတန်းအစုံတွဲလို့တလဲစီလှဲ့အမြဲနေကောင်းတဲ့ကကောင်းတယ်မကောင်းတဲ့ကမကောင်းနော်ကောင်းစိုးနတန်းအစုံတွဲလို့တလဲစီလှဲ့အမြဲနေလောကရန်ကျုံမဖြုံတန်းပေါ့မတုံစမ်းတဲ့စိတ်ခိုင်းစီ လောကရန်ကြုံမဖြုံတန်းပေါ့မတုံစမ်းနဲ့စိတ်ခိုင်းစီတောကကိုထိန်ယမသိင်အင်းငိမ့်ချမ်းသာပြီအေဒါမဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွင်ကဗာနဲ့ကြည်ပြီးတော့ကျက်တည်ရှိတယ်မင်္ဂလာရှိတယ်တဲ့ သူမြန်မာကျင်သုံးတယ်ဆိုမြန်မာတပြည်လုံးကျက်တည်ရှိတယ်မင်္ဂလာရှိတယ်။ကိုတိုင်အိမ်လုံးကျင်သုံးရင်အတိုင်အိမ်လုံးကျက်တည်ရှိတယ်မင်္ဂလာရှိတယ်။တယောက်တည်းနေတင့်ကျင်အဲ့ဒီတယောက်တည်းကျက်တည်ရှိတယ်မင်္ဂလာရှိတယ်ပြောပြမယ်။လောကဓမ္မဟိလောကရန်တရားတွေနဲ့ဖုတ်တတ်တာတွေ့ပြီးကြုံပြီးဆိုရင်နဲ့နော်လောကရန်၈ပါးနဲ့လောကရန်တရားတွေနဲ့ကြုံပြီးဆိုရင်ဇတ်တာအကျင့်ပုဂ္ဂိုလ်ရဲ့စိတ်ရတန်စိတ်ရနတ်ကံပတိမတုံလို့ဘူးတဲ့ လောကရဏီကတော့ကိုယ်လာပြီးတော့တွေ့မှာပဲထိမှာပဲခစ်လို့ပြောရင်တော့သူဖုံးလေးတွေတက်ဆက်ကရင်လေးရှိတယ်နိတက်ဆက်ကရင်ဖုံးလေးတွေတတ်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 ထိတယ်နော်ထိပြီးတော့သုံးရတယ်နိလောကရဏီကတို့လာပြီးတက်ရှ်လုပ်တယ်ထိတယ်နော်လောကရဏီကတို့နေ့တိုင်းတက်ရှ်လာလာပြီးတော့မလုပ်ဘူးလားလုပ်လားလုပ်တယ်နော်လာဘောအလာဘောဒီနေ့လက်ရပြင်မယ်နောက်နေ့ရကြမှာရဒီနေ့အယောင်းဝယ်ကောင်းပြင်မယ်နောက်နေ့ကောင်းကြမှာကောင်းမယ်အဲ့ဒီလောကရဏီတို့ထိတွေ့တာရသောအရသော ဒီနေ့အချွေရရှိပေမဲ့နောက်နေ့ရှိခြင်းမှရှိမယ်။နေနံပတန်ဒီနေ့ကြီးမွားခံရပေမဲ့နောက်နေ့ကဲ့ခံတဲ့သူတွေအများကြီးပဲ။ဒုက္ခဒုက္ခခံဒီနေ့ဆင်းရဲပေမဲ့နောက်နေ့ချမ်းသာတဲ့သူတွေလည်းအများကြီးရှိတယ်။စုစုပေါင်းလောကဒဏ်၈ပါးနော်။လာဘောအလာဘောဒီလောကဒဏ်လည်းကိုယ်လာပြီးတော့ထိတွေ့ပါတယ်။တို့လိုတာမန်လူတန်းစားမပြောနဲ့။ဘုရားရှင်လောပုဂ္ဂိုလ်ကြီးတကယ်အတုမဲ့ဘုရားရှင်ဘုတကုအနောအနန္တဘုံတော်အနန္တကံတော်အနန္တနဲ့ပြည့်စုံတဲ့ဘုရားရှင်။တို့ဘုရားရှင် တော်မမြတ်စွာဘုရားသူဘုရားရှင်တော်မှာလာဘောအလာဘောလက်လက်ပါနဲ့ပတ်သက်ရင်လူတွေနဲ့တည်းပြမာတွေရှင်ဘုရင်နဲ့အကုန်လုံးကပူဇော်ကြကိုးကွယ်ကြစိတ်ကကြတဲ့ဘုရားရှင်တခါတော့ကလေသူဘုရားဝိရဇံပြေကိုကြွလာဝိရဇံပြေကိုကြွရင်းနဲ့ဝိရဇံပုံနာကြီးကပြင်တော့ဝိရဇံပြေကြွရင်းနဲ့အဲ့ဒီပုံနာကြီးကပြင်ပြီးမေ့နေတယ် မင်းနေတာဖြစ်တဲ့အတွက်ဝါရင်းသုံးလပတ်လုံးဆုံးကောင်းကောင်းမစားအောင်ညင်းနေကိုကျွေးဖို့အတွက်ထားတဲ့မြင်းစာတွေရအဲ့ဒီတည်းကထုထုပုတ်ပြီးတော့ဆန်လေးဆန်ချမ်းချမ်းကြီးပေါ့လေအဲ့ဒါကြီးစားရတာလက်လာပါအလွန်ပြည့်စုံဝန်တော်မူပါတယ်ဆိုတဲ့တို့မြတ်စွာဘုရားဝါရင်းသုံးလပတ်လုံးအဲ့ဒါကြီးစားရတာနော်တခါတခါတို့တွေလည်းလောကရန်တီလို့ကြုံမှာပဲတခါတခါသမိုင်းဝိုင်းမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် ဟင်မကောင်းဘူးဆိုရင်အရင်အိလူတတဇနီးမရအပြစ်တွေပါရှောက်ပြောမနေနဲ့။အော်ဘုရားရှင်တော်မှာဝါရင်သုံးလပ်ပါလုံး။ကြမ်းကြမ်းကြီးနေစားရတာ။ငါတို့လည်းမကောင်းတဲ့ဟင်တော့စားရတတ်တာပဲတမျိုးပေါ့။ဘုရားတော်ကြုံတယ်လေ။တို့လည်းကြုံတာပဲတခါတခါအစဉ်ပြေသလိုစားလိုက်ရတာရှိတယ်လေ။ချင်းနေတဲ့အချိန်ကရတယ်။တခါတခါကျဟင်းနေမြိုင်။ပြီးရင်သုံးသားဆိုင်ဒီနေ့အဖို့တော့မြိုင်မယ်။အာဟင်းနေမြိုင်စီစဉ်ထား။တမျိုးပေါ့။ဒီနေ့ရှိပေမဲ့နောက်နေ့ရှိချင်မှရှိပါလေ။ ဒါရှိခြင်းမရှိခြင်းအဲ့ဒါလောကခန္ဓာရှိအောင်မေးနော်နောက်မြတ်စွာဘုရားတခါတော့ဧကနာလပုံနှံရအောင်ကြွတယ်ဆုံးကံကြွတော့လူတွေကိုမာနကလှည့်ပြားထားတာလှည့်ပြားထားတဲ့အဲ့ဒီလူတွေဆုံးလောက်ဖို့မေးတယ်တရားနဲ့ရဟန်းတန်ကတွေတပိတ်ကြီးဒီတိုင်းကြောင်းပြန်ကြွအရှာတယ်တပိတ်တစ်ဘာမှမပါပဲနဲ့ပြောကြတာဘုရားတော်မှာလာဖို့အလာဖို့လိုက်လာဖို့ရံခြင်းမရခြင်းဆိုတဲ့လောကရန်မကြုံအောင်လဲကြုံရလား တို့တွေလည်းကြုံရမှာပဲလို့ဒီဒီနေ့အယောင်းဝယ်ကောင်းမယ်နောက်နေ့ကောင်းကျင်မှာကောင်းမယ်ခန္ဓာရှိအောင်မယ်နော်မနေ့ကအယောင်းဝယ်ကောင်းမယ်ဒီနေ့ကောင်းကျင်မှာကောင်းမယ်မနေ့ကတော့အယောင်းဝယ်တွေသိမကောင်းကြအောင်လူမျိုးမပြေမှာရှိတဲ့သူတွေအလုတ်ကိုင်းနေနော်အောက်ခြေလူတန်းနေစပြီးတော့သိမကောင်းသိမကောင်းတော့မျိုးပေါ်မှာနေတဲ့လူတွေအကောင်လုံးတော်တော်များများမကောင်းဟိုဒီနေ့ကျတော့ကိုဗစ်နဲ့တူတော့ဘိုးဆိုးနော်ဒါမှမဟုတ်ကောင်းတဲ့ကြီးရှိတယ်ဒါမျိုးပေါ့ ဒီကောင်းခြင်းမကောင်းခြင်းတောက်လျှောက်လည်းကောင်းမနေဘူးတောက်လျှောက်လည်းမကောင်းတာဖြစ်မနေဘူးကောင်းခြင်းကြောင့်လည်းစိတ်မတက်နဲ့ခံနေရှိအောင်မယ်မကောင်းခြင်းကြောင့်လည်းစိတ်မပြတ်နဲ့ခံနေရှိအောင်မယ်လာဘောအလာဘောလက်ရခြင်းမရခြင်းအယောင်းဝယ်ကောင်းခြင်းမကောင်းခြင်းစီဝါရေးအစဉ်ပြေခြင်းမပြေခြင်းဒီလိုမျိုးမျိုးနော်လောကထဲမှာနေတဲ့လောကသားမှန်သမျှဒီလိုလောကဓာတ်ကြုံလာမယ်ရောင်းကောင်းခြင်းအလုတ်ကိုင်းအစဉ်ပြေခြင်းကြောင့်လည်းစိတ်မတက်နဲ့ခံနေရှိအောင်မယ်တို့တွေအစဉ်ပြေစိတ်ကလေးတက်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 ကြွတာပါနော်ညောင်မျိုးမျိုးဖြစ်တယ် အစင်မပြေစိတ်တက်ကြတယ်အစင်မပြေခြင်းကြောင့်လည်းစိတ်မကြနဲ့ခံနေရှိအောင်မင်းအစင်ပြေခြင်းကြောင့်လည်းစိတ်မတက်နဲ့ခံနေရှိအောင်မင်းနော်လာဘောအလာဘောနောက်တစ်ခုကရသောအရသောအချွေရန်ရှိခြင်းမရှိခြင်းဒီနေ့အချွေရန်ရှိပေမဲ့နောက်နေ့အချွေရန်ရှိခြင်းမရှိတာဒီပရိသတ်ဒီမှာဒီလိုဆောင်ပြီးတော့အမိသားစုတွေစုံစုံလင်လင်စကားတွေပြောမယ်စားမယ်တောက်မယ်မိသားစုစီစီလုံးလုံးနေမယ်ဒီနေ့ရှိပေမဲ့နောက်နေ့ကျတော့ចောင်းသွားတက်တက်ကလေးတွေရှိမယ်အလုံသွားလုံးတက်ကလေးတွေရှိမယ် စသည်စသည်ခွဲခွာသွားရရှိဒါခဏခွဲတာလောကရေရအပီးခွဲပြီးတော့နိုင်ငံချမ်းသွားပြီးတော့အလုတ်လုတ်တာမျိုးလည်းရှိတယ်လောကရေရနေအပီးခွဲသွားတာမျိုးလည်းလောကရေမှာမရှိတတ်ဘူးလားရှိတယ်လားခဏခွဲတာကိုလည်းခဏရင်ရှိအောင်မွေးအပီးခွဲခြင်းအတွက်လည်းခဏရင်ရှိအောင်မွေးတဲ့ရသောအရသောတို့ဘုရားရှင်ဘုရားရှင်လုံးအချွေရင်ပြိတ္တပေါ်တာဘုရားရှင်ပဲရှိနော်ဒါကတော့ကောသမီပြည်မှာယဟန်တော်တွေ ချင်းများကြတယ်ဝိနည်းဆောင်နဲ့တုတ်တန်ဆောင်နဲ့အကြောင်းကျိုးမညီဘူးပေါ့လေမညီတော့တို့ဘုရားရှင်တော်တယ်မှာသွားပြီးတော့တပားတဲ့တင်းသုံးတော်မူတယ်ဘုရားရှင်တော်တပားတဲ့တရားလို့ပြောရင်အေကောတယောက်တည်းနေတစီတဲထားတာတယောက်တည်းနေတစီတဲထားရင်အလွန်ချမ်းသာတယ်အေကောတယောက်တည်းနေတစီတဲထားဘယ်လိုနေရမလဲ တကယ်တရားပြည့်တဲ့ပုံကိုယ်တွေကြတော့တယောက်ထင်းနေပေမဲ့တစိမ့်တဲ့ထားတယ်။တို့တွေကြတော့ဒုက္ကုဒုစင်တွေတော်တော်များများနော်ကိုယ်အပါဝင်လူဟာသာတယောက်ထင်းနေတာစိတ်ကတစိမ့်တဲ့မထောင်တစိမ့်တဲ့မထားတော့ဟိုဆရာတော်ဗျာကြီးတပါးဆုံးမတာရှိတယ်အလုံးဥစဉ်တော်အလုံးနှစ်သက်တယ်။တယောက်ထဲတက်အောင်နေတဲ့ပါတယ်လေ အဲ့ဒီတရားဟောတော့တခါကြီးတယောက်ကမေးတယ်အရှင်ဘုရားလည်းတယောက်တည်းတက်အောင်နေဆိုတာအရှင်ဘုရားဘလူကြီးလဲတယ်တပည့်တယောက်တည်းလည်းနေရာသေးတယ်တက်အောင်နေဆိုတော့တယောက်တည်းဘလူနဲ့ရံဖြစ်เสียအကြောင်းရှိလို့လေတဲ့တယောက်တည်းရံဖြစ်เสียအကြောင်းရှိပါမလားမရှိဘူးနော်ဒါပေမဲ့တယောက်တည်းတက်အောင်နေဆိုတာတယောက်တည်းလို့နေတယ်တဲ့ဒါပေမဲ့လောဘဖြစ်တဲ့ကိစ္စတွေလောဘနဲ့ပတ်သက်ပြီးတော့မကျင်မနှက်ဖြစ်နေတယ်မကျင်မနှက်လောဘနဲ့ပတ်သက်ပြီးမကျင်မနှက်ဖြစ်ဒေါသနဲ့ပတ်သက်ပြီးမကျင်မနှက်ဖြစ်ဟိုလူ့ဟိုမနာလို့ဒီလူ့ဟိုမနာလို့အိတ်တမစီရစိတ်ဖြစ်ဒီစိတ်တွေဖြစ်နေအဲ့ဒါတယောက်တည်းရံဖြစ်နေတာတဲ့ တယောက်တည်းပါဖြစ်နေတာတယောက်တည်းရံဖြစ်ဘူးလားအမဲမဖြစ်ဘူးတဲ့ကိုအားစားဖြစ်ဘူးပါလေပုရုဇဉ်မှန်သမျှဖြစ်တယ်ဥစဉ်လေးပုရုဇဉ်လေးအတွေးတွေအတွေးတွေကကိုနှိမ့်ဆက်တာအလိုမကြောက်ဘူးလေစီဝိုင်းနဲ့ပတ်သက်တာလုံမကြမ်းရှိတယ်လူမွေးနဲ့ပတ်သက်တာလုံမကြမ်းရှိတယ်အပေါင်းသိန်းရောင်းရင်တော့မှတခါတခါစကားပြောရင်ဆိုရင်တောင်းရင်ပြောင်းရင်တော့အလိုမကြတဲ့အခါမျိုးရှိတတ်တယ်အနာဂတ်ရင်းနဲ့ပတ်သက်လို့ညင်းတာခုံတာပဲဖြစ်ဖြစ်ဘာသာရင်းနဲ့ပတ်သက်လို့ညင်းတာခုံတာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်အလိုမကျတဲ့အခါတွေမရှိဘူးလားရှိလားမရှိပါဘူးမဖြစ်ဘူးတဲ့ကိုကိုကိုတော့မညာနဲ့ကိုကစားဖြစ်တယ်လေပုရုဇဉ်မင်းဖြစ်တယ်နာအဲ့ဒါအလုံးခနဲ့ရှိအောင်မွေးတယောက်သေးတက်အောင်လေတယောက်သေးအတွေးတွေအတွေးဆိုးတွေဝင်နေတယ်မကောင်းတဲ့အတွေးတွေဝင်နေတယ်အဲ့တော်မျက်စိရအတွေးတွေဝင်နေတယ်သူတို့ရောင်းကောင်းတယ်ကိုကရောင်းမကောင်းသူအဆင်ပြေတယ်ကိုမပြေဘူးဆိုအလိုလိုတမျိုးကြီးဖြစ်နေတာနော်တယောက်သေးတက်အောင်လေ တို့တွေကတယောက်ထဲတော့နေတယ်တယောက်ထဲတခါတက်အောင်မနေဘူးရံပြက်ဟိုလူအကြောင်းတွေးဒီလူအကြောင်းတွေးဟိုဟာဘူးဒီဟာဘူးအာစိတ်ထဲမှာလောဘကဘူးဒေါသကဘူးအိတ်တမစ္စရိယာဘူးဘူပါများတဲ့လူလဲလူယုံမပေါ့နော်အပူသေးကြီးဖြစ်အပူသေးဘဝမောဟခီးမှာတောကအတိတွေချုံမြင်တော့မှာပဲဆိုတာတောကအတိကိုကိုယ်စီတဲ့ချိုးတယ်ထင်းနေတာအမနက်ကဆိုကျောင်းထဲမှာနှင်းနေကြအခုမှနှင်းနေပွဲတာနှင်းနေကြည့်ယူတော့မဲဘလူတရိယာမှမသိဘူး မဲဒါမျိုးရှိတယ်တိုင်တော့တရားတိုင်တယ်ရွတ်တော့ဘုရားစာရွတ်ဘလူလုံးမမသိဘူးလုံနေတာလုံနေတာအဘူတေဘောမောဟခီးမှာတောကအသီးတွေချုံမိနှုံးမှာပဲတဲ့တို့ပုရုဇဉ်တွေကဒီတောကဘူကဆွေးရတာကိုတခါတခါ तू ကချိုတယ်လို့ထင်ချိုတော့အခါပေါ့ချိုလို့ချိုတယ်ဒါမှခါတယ်နော်တယောက်တက်တက်အောင်နေအများနဲ့နေလည်းတက်အောင်တယောက်တက်နေရင်အများနဲ့လည်းတက်တယ်အင်းအဖေနဲ့လည်းတက်တယ်အမေနဲ့လည်းတက်တယ်ညီကောင်မောင်နှမနဲ့လည်းတက်တယ် ဘုရားရှင်တော်မှရသောအရသောချင်းရင်ရှိခြင်းဆိုတဲ့လောကဓာတ်မရှိခြင်းလောကဓာတ်ကြုံနေဆိုရင်တို့လည်းရှိခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရင်ရှိအောင်မင်းမရှိခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရင်ရှိအောင်မင်းလောကဓာတ်၈ပါးရှိတယ်လေလာဘောအလာဘောရသောအရသောနောက်တစ်ခုနေနံပတနချင်းမွန်းခံရခြင်းကရဲ့ခံရခြင်းပါတယ်လေချင်းမွန်းခံရတာရဲ့ကရဲ့ခံရတာတခါတခါကျတော့တို့တွေကချင်းမွန်းခံရရင်အရင်သဘောကျစိတ်ချင်းမွန်းခံရရင်စိတ်ကတက်ပါ ကဲခံရင်စိတ်ကပြတ်သွားတို့ပုရုဇဉ်တွေတော်တော်များများနော်ကိုကအစသူများပါဇက်တဲလန်းဆုံးတာသူများပါဇက်မှာလန်းဆုံးတယ်တဲ့သူများဟာဟိုကောင်လေးကကြည်ကောင်းလားဟာချောတယ်ကြည်ကောင်းတယ်မယ်သဘောလာကြဟိုကောင်မင်းကကြည်ကောင်းတယ်ချောတယ်ကောင်လေးကောင်မကြီးထားပါတကကြီးတွေတကမကြီးတွေထားပါတကကြီးတွေတကမကြီးတွေနဲ့ပဲပြောလိုက်တကမကြီးတွေမြန်မှဟိုတကမကြီးကကြည်ကောင်းတာဘလိုလေးကြည်ကောင်းတာအစဉ်ပြေးတာမယ်သဘောကြီးကြတယ်လားဒီတကမကြီးကဘိုက်ကြီးရွှဲနေတယ် ဖင်ကြီးကကောင်းတာဥကောက်ကြီးကပြောဘိုက်ဘူးဖင်ကောင်းအမလေးဝါလာတယ်ဓာတ်ပုံနဲ့အပြင်မှာကြည့်တော့တော်တော်လေးဓာတ်ပုံနဲ့ကြည့်တော့ဝါလာသလားမသိဘူး။အိုးဘလို့ဒီပြောနေမှမသိဘူးရှင်က။ဝါလာဆိုရင်မကြိုက်ဘူး။ပင်ပင်တော်တော်လေးဆိုရင်ကြိုက်တာမျိုးနော်။အဲသူများပါစတိုးတွေလမ်းဆုံးသွားတာနော်။သူများဟဲ့နင်ကြည့်ကောင်းတာဟဲ့ဆိုအမေသဘောနင်ဟာရဘလို့ပုံစံကြီးလည်းမသိဘူးဆိုရင်သဘောကမကြိုက်ဘူး။တိုးတွေသူများပါစလမ်းဆုံးတာသူများဆိုတာကိုမြင့်မဟုတ်ပဲနဲ့။သူ့စိတ်နဲ့သူလေ။သူ့စိတ်တွေကောင်းတာပြောချင်နေစီပြောချင်တဲ့စိတ်ရှိရင်ကောင်းတယ်ပြောမှာမယ်။ တကယ်တော့ကိုချောနေပါရဲ့နဲ့ကိုကနောက်ချင်ပြောင်းခြင်းလို့မင်းဟာဘလို့ဟာကြီးမှမသိဘလို့ကြီးလုံလံမှမသိဘူးလို့ပြောရင်လည်းစိတ်ကမကြိုက်ချင်ကိုကတော့အမှန်တကယ်ကိုကိုစားတယ်သူမင်းပါဇက်ကိုရဲလမ်းဆုံးသွားတာသူမင်းကောင်းတာပြောရင်စိတ်ချမ်းသာသွားသူမင်းမကောင်းတာပြောရင်စိတ်ဆင်းရဲသွားသူမင်းပါဇက်မှာလမ်းဆုံးနေနော်ကိုရဲ့စိတ်ချမ်းသာမှုကသူမင်းပါဇက်ထဲမူတည်နေတယ်ကိုစိတ်ချမ်းသာမှုကသူမင်းပါဇက်ထဲမှာမူတည်မနေစေနဲ့တဲ့ကိုစိတ်ချမ်းသာမှုကကိုယ့်ဘုံမှာပဲမူတည်နေပါစေ နေနံပဒနာချိမခံရင်ကဲခံရင်ချိမခံရင်ကြောင့်လဲစိတ်မတက်နဲ့ခံနိုင်ရှိအောင်မယ်ကဲခံရင်ကြောင့်လဲစိတ်မပြတ်နဲ့ခံရင်ခံနိုင်ရှိအောင်မယ်ချိမခွန်ရဲ့ကဲရဲ့ခွန်ရဲ့ဆိုတဲ့လောကစကားလေးမရှိဘူးလားရှိလားသူဘုရားရှင်လက်ထက်ကရာသကြုံမှာရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူကပုံနာမျိုးတွေပုံနာမျိုးတွေကဘုရားရှင်သန္တာထဲဝင်ပြီးတော့ရဟန်းပြုတယ်ရဟန်းပြုတော့အဲ့ဒီခေတ်တုန်းကသူကဇက်တွေဇက်တွေလည်းအလွန်ကြီးတာကိုဘယ်ဇက်ဘယ်မျိုးဘယ်နွယ်မှဒါမျိုးတွေရှိတယ် ရှိတယ်ဆိုတော့ဟိုဘာသာရှုတော်အကျင့်ဒီမြင့်ဟိန္ဒူတို့သူဒီမြင့်ဟိုဘာသာရဲ့ရှိသေးတယ်တို့မက်ကလီကောတာလာလို့အဇိဒကေတာကံမလာလို့အဲ့ဒိဋ္ဌိဆိုင်ကြီး6ယောက်ကလည်းသူတို့ဘာသာနဲ့သူတို့ဟိုသူတို့လည်းဖျားဟိုဆိုတော့အဲ့ဒီရှင်သာယဘုရားရဲ့ရမောကလန်တို့ယဟန်ဝတ်တယ်တကယ်လက်ရတော်ရန်လက်ရလက်ဝဲတော်ရန်ဣတတဘွဲ့တွေရတယ်တပပညာအရာမှာအတော်ဆုံးတပတကူအရာမှာအတော်ဆုံးဒီလိုနေဖြစ်သွားတော့ ဘင်းကလူတွေကကဲကြဒီပုံသားတွေကိုယဟန်ပြုပေးတယ်စသည်ပေါ့လေကဲရတာကဲရတော့ယဟန်တော်တွေကဒီအကြောင်းလူတွေကဲရကြတဲ့အကြောင်းဘုရားရှင်အောင်ရှောက်တယ်ရှောက်တော့မြတ်စွာဘုရားဘလို့မိတ်လဲဆိုရင်ခြေသားတို့တဲ့အဲ့ဒီစကားဟာခொနည်းရပဲခံနိုင်မယ်တဲ့နော်ဒီပြောနေကြတဲ့ဒီအတန်တွေကကြာရှည်စွာဖြစ်နိုင်မည်မဟုတ်ဘူးတဲ့ခொနည်းရတာရှိနိုင်မယ်တဲ့မြတ်စွာဘုရားဝိနည်းမဟာဝကပါဠိစာမျက်နှာ55မှာမိန့်တယ် အဲ့ဒီစကားတည်းရင်ချင်းမင်းတဲ့စကားဟာလည်းခုနှစ်ရက်ပဲခံလိုက်မယ်ခဲ့ရတဲ့စကားဟာလည်းခုနှစ်ရက်ပဲခံလိုက်မယ်တဲ့အဲ့ဒါကြောင့်တို့မြန်မာမှာပြောကြတာလေချင်းမင်းခုနှစ်ရက်ခဲ့ရခုနှစ်တကယ်လည်းခုနှစ်ရက်လောက်တခါခုနှစ်ရက်တော့မခံဘူးကုကစ်ဆိုတော့ဆိုရှယ်မီဒီယာ Facebook တွေပါတွေသုံးကြတော့တချို့ပိတ်ပြီးတော့ဟိုတအားနာမည်ကြီးတဲ့ကိစ္စတွေအာပြီးတော့ဘာမှလည်းမပြီးသွားတာနော်အဲ့ဒီဖြစ်နေစေကာလမှာခန္ဓာရှင်အောင်မွေးဖို့လိုတယ်နော်ချင်းမင်းခုနှစ်ရက်ခဲ့ရလည်းခုနှစ်ရက်ခုနှစ်ရက်ပဲအဓိကတော့ကိုကောင်းဖို့လိုတယ် ကြည်မွန်းခြင်းကြောင့်လည်းစိတ်မတက်တဲ့ခန္ဓာခန္ဓာရှိအောင်မွေးကိရခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရှိအောင်မွေးတို့ဘုရားလက်ထက်ကအတုလာဆိုတဲ့တကားတယောက်ရှိတယ်တကားရဲ့နာမည်ကအတုလာတဲ့နာမည်ကအတုလာဆိုတော့အတုမရှိဘူးပေါ့နာမည်ကသာအတုမရှိတဲ့သူသူကခွာကြကြသူကတနေ့ကြတော့ရှင်သာယပုရဒါစီသွားတယ်သူကခွာကြကြမှန်းသိတော့ရှင်သာယပုရဒါရှင်သာယပုရဒါတို့တကယ်ရဟန္တာပုဂ္ဂိုလ်ကြီးတွေပေါ့လေရှင်သာယပုရဒါက စီမတရားနာတရားတောင်းတယ်တရားဟောခိုင်းတော့အရှင်သာရိပုတ္တရာသူ့ကိုတရားရှိရှိလေးအဘိဓမ္မာတရားတွေဟောပြဟောပြတော့တရားရှိလို့ဆိုသူကစိတ်ဆိုးစိတ်ဆိုးပြီးတော့အရှင်သာရိပုတ္တရာညီအငယ်ဆုံးရေဝရဆာရေဝရဆိုတဲ့အငယ်ဆုံးညီလေးအငယ်ဆုံးညီလေးစီသူကသွားတရားနာပြန်အငယ်ဆုံးညီလေးကိုတရားဟောပြပါဆိုတော့အငယ်ဆုံးညီလေးကတလုံးမှမပြောလိုက်ဘူးသူကဆိုဖဏတမပတ်ဝင်စားတယ်နော်ဖဏတမတရားမဟောလို့ဆိုပြီးတော့သူကစိတ်ဆိုးပြန် တရားရှိပြန်တော့လဲစိတ်ဆိုးတယ်တရားမဟောပြန်တော့လဲစိတ်ဆိုးတယ်နော်နောက်အရှင်အာနန္ဒာစီသွားပြန်အရှင်အာနန္ဒာစီသွားတော့အရှင်အာနန္ဒာဒီတကားရှည်လို့ရင်လည်းပြောမယ်မဟောရင်လည်းပြောမယ်တူတူလေးဟောရင်လည်းပြောမယ်ဆိုသူကချိန်ဆပြီးတော့အချိန်နဲ့အချိန်ကကြည့်ပြီးတော့မတူမရှည်လေးဟောလိုက်တယ်တဲ့အဲ့လိုဟောလိုက်တော့သူကဘာပြောလဲဆိုတော့ဒီဘုန်းကြီးတွေများကွာတရားဟောတယ်များသူ့ကိုယ်သူ ုဈေးရောက်နေတယ်လို့ပဲလေချိန်ဝင်နဲ့ချိန်ပြီးတော့ပြောနေတယ်လေချိန်ဆပြီးတော့ပြောနေသေးတယ်လေသူအဲ့လိုကဲ့ရဲ့ကဲ့ရဲ့ပြီးစိတ်ဆိုးလာတယ်စိတ်ဆိုးပြီးတော့ဘုရားရှင်လည်းရှူးရှူးနဲ့ရောက်သွားဘုရားရှင်တော့ရှောက်အာတကမင်းဘလို့ဖြစ်လာတာလဲဘယ်ရလာအာတပြည့်တော်ရှင်သာရိပုတ္တရာတို့အရှင်ယေဝရတို့အရှင်အနန္ဒာတို့ဆီရလာတာဘုရားသူတို့တပြည့်တော်စိတ်ဆိုးပြီးလာတာဘုရားတဲ့ဘာမလို့စိတ်ဆိုးဒီလိုဒီအကြောင်းကြောင့်စိတ်ဆိုးတာတဲ့ဘုရားရှင်ကပြန်ပြီးမိတ်လိုက်တဲ့စကားလုံးအလွန်ကောင်းတယ် မှတ်တာအတုလာတဲ့လောကမှာဘယင်ကိုလည်းတချို့ကကဲရခြင်းနဲ့သူကကဲရကြတယ်ချီးမွမ်းခြင်းနဲ့သူကချီးမွမ်းကြတယ်တဲ့တိုင်းပြည်အုပ်ချုပ်မဲလုံနေတဲ့သူတွေကိုတချို့ကကဲရခြင်းနဲ့သူကကဲရတယ်ချီးမွမ်းခြင်းနဲ့သူကချီးမွမ်းတယ်တဲ့တို့မြန်မာနိုင်ငံရှုတော့အောင်ကြည့်မလားအခြားအခြားသောနိုင်ငံတွေရှုတော့အောင်ကြည့်မလားအခုအုပ်ချုပ်နေတဲ့သူတွေကိုချီးမွမ်းခြင်းနဲ့သူကချီးမွမ်းစရာရှာပြီးချီးမွမ်းတာပဲကဲရခြင်းနဲ့သူကကဲရစရာရှာပြီးတော့ကဲရတာပဲအခု ခိုးရှိရလဲဒီအတိုင်းပဲချိမွန်းကျင်တဲ့သူကချိမွန်းစရာရှာပြီးချိမွန်းတာကဲကျင်တဲ့သူကကဲစရာအကြောင်းရှာပြီးတော့ကဲရနောက်နောင်လဲဒီအတိုင်းပဲအခြားအခြားသောနိုင်ငံတွေလဲဒီအတိုင်းပဲဘုရားလက်ထက်ကလည်းဒီအတိုင်းပဲမြတ်စွာဘုရားအတုလားတဲ့လောကမှာတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုံစံတွေကိုလည်းတချို့ချိမွန်းကြတယ်ခွာတယ်တချို့ကဲရကြတယ်တဲ့တချို့နေရီလာတွေကိုလည်းမြေကြီးတွေကိုလည်းတချို့ကဲရကြတယ်တချို့ချိမွန်းကြတယ်တဲ့နေရီလာတွေကသူ့ဘာသူသာနေတာလေမြေကြီးသူ့ဘာသူနေတာလေချိမွန်းကျင်တဲ့သူကချိမွန်းကျင်ကဲရကျင်တဲ့သူကကဲရတယ်တဲ့ ငါဖះအောင်လဲကဲရတဲ့သူကကဲရတယ်ချင်းမွန်းနေတဲ့သူကချင်းမွန်းတယ်တဲ့အဲ့လိုချင်းမွန်းခြင်းကဲရခြင်းဆိုတဲ့နေရာမှာ လူမိုက်တွေကဲရတာလူရင်းမဟုတ်ဘူးတဲ့ပညာရှိများမကဲအောင်ပညာရှိများချင်းမွန်းခံရအောင်ဂရုစိုက်ပြီးတော့နေဖို့လိုအပ်တယ်တဲ့ဘုရားရှင်နော်ဘာလို့မစုံနော်ကိုကစီဝိုင်းလုံးမယ်ကိုကကိုကိုလုံးကိုလုံးနေမယ်ချင်းမွန်းခြင်းလဲသူကချင်းမွန်းမှာပဲကောင်းတာရွေးကြည့်တဲ့သူကကောင်းတာလေးပဲပြောသွားမှာပဲမကောင်းတာရွေးကြည့်တဲ့သူကမကောင်းတာပဲရွေးပြောမှာပဲ ော်သူသဘောပဲနော်ဒါပေမဲ့ပညာမဲ့တဲ့လူမိုက်တွေသူယုံမာတွေချင်းမမှုကဲ့ရဲ့မှာပဒါနာမကြဘူးတဲ့ပညာရှိသူတော်ကောင်းတွေမအကဲ့ရဲ့မခံရအောင်ချင်းမခံရအောင်ကြိုးစိုက်ပြီးတော့နေရမယ်တဲ့အဲ့လိုကဲ့ရဲ့ချင်းချင်းမခြင်းဆိုတာယခုခစ်ပေါ်တရားသဘောမျိုးမဟုတ်ဘူးတဲ့ရှေ့လေဟောင်းသဘောတရားဖြစ်တယ်တဲ့အခုမှပေါ်လာတာမဟုတ်ဘူးတဲ့အခုမှကဲ့ရဲ့ကြတာချင်းမခြင်းကြတာမဟုတ်ဘူးရှေ့တော့ကလည်းလူတိုင်းလူတိုင်းလူတိုင်း ရှင်ဘရင်ကိုတိုင်းမြောက်ချုပ်မင်းလုပ်တာတွေရောအကုန်လုံးနေတွေရောလာတွေရောဘုရားရှင်တွေရောတို့ဘုရားမပွက်ခင်ဟိုရှိရဘုရားရှင်တွေကြည့်ရတာနော်အဲ့လိုကြည့်ရတာချီးမွမ်းကြတာလောကတန်ထွာဓမ္မတာပဲတဲ့တချို့ကစကားများတဲ့သူကိုကြည့်ရတယ်တဲ့တချို့ကနိုင်ချိန်ပြောသူကိုလည်းကြည့်ရတယ်တဲ့ဘုရားဘုရားရှင်နောက်တစ်ခွန်းပြောလိုက်တာနတ္တိလောကအနိုင်တီတော်လောကဟောဒီလောကကြီးထဲမှာအနိုင်တီတော့အကဲ့ရဲ့အပြစ်တင်လွတ်တဲ့သူရဲ့လို့နတ်တိမရှိဘူးတဲ့ လောကမှာအကဲ့ရဲ့အပြစ်တင်လွတ်တဲ့သူတွေလို့ရှိရလားမလေးတို့ဒီမှာဘုရားစာရွတ်နေတယ်တရားထိုင်နေတယ်ကောင်းမွန်နေလည်းကဲ့ရဲ့ခြင်းနဲ့သူကလာကဲ့ရဲ့မှာပဲနော်ချိန်မှန်းခြင်းနဲ့သူကတော့လာချိန်မှန်းတဲ့သဘာဝပဲနော်အကောင်းကောင်းမွန်မွန်မနေတဲ့သူလည်းချိန်မှန်းခြင်းနဲ့သူကတော့ချိန်မှန်းသွားတာပဲကဲ့ရဲ့ခြင်းနဲ့သူကကဲ့ရဲ့တာဒါပေမဲ့လူမိုက်တွေချိန်မှန်းခြင်းကဲ့ရဲ့ခြင်းပြဌာနာမဟုတ်ဘူးတဲ့ပညာရှိတွေအကဲ့ရဲ့မခံအောင်နေဖို့လိုတယ်လို့ဒီလိုဆိုတယ်နတ္တိလောကအနိုင်တိတော် လောကလောကကြီးထဲမှာအနိတိတောအကဲ့ရဲ့အပြစ်တင်လွတ်တဲ့တွေလို့နတ်တိမရှိဘူးတဲ့ပညာရှိသူတော်ကောင်းတွေအကဲ့ရဲ့မခံရအောင် နေဖို့လိုအပ်တယ်ဆိုပြီးတော့မြတ်စွာဘုရားမိန့်တယ်ဘယ်မှာမိန့်တာလဲဆိုရင်ဓမ္မပဒအထကရာသမဏဒုတိယအောင်သမဏ209မှာမိန့်အဲ့ဒါချင်းမွန်ချင်းကဲ့ရဲ့ခြင်းကြောင့်လဲစိတ်မပြတ်နဲ့ချင်းမွန်ချင်းကြောင့်လဲစိတ်မတက်နဲ့ခံနိုင်ရှိအောင်မိန့်ကဲ့ရဲ့ခြင်းကြောင့်လဲစိတ်မပြတ်နဲ့ခံနိုင်ရှိအောင်မိန့် ဟိုတချို့ဆဲတာကြီးပါလိလည်းရှိတယ်နိကိုယ့်ဘောကောင်းတာလုပ်နေပါရဲ့နဲ့အဆဲခံရတာကြီးပါလိရှိတယ်ဘုရားရှင်တော်ဆဲခံသေးတာဘုရားရှင်တော်အကဲခံသေးတာဘုရားလက်ထက်ကအကောသဘုံနာကြီးဆိုတဲ့ရှိတယ်အကောသဘုံနာကြီးကသစ္စာဘုရားကိုစိတ်ဆိုးစိတ်ဆိုးပြီးတော့ចောင်းရှင်လာပြီးဓာကြီးကင်ပြီးလာဆဲတာလာပြီးဆဲတော့ဘုရားရှင်ထွက်လာထွက်လာပြီးတော့အကောသနဲ့မင်းကောင်ဆဲတယ်အေးဟုတ်တယ်သူစိတ်ဆိုးနေတာဆဲတယ်တဲ့မင်းကပြောမယ်တဲ့ မင်းအိမ်ကိုတစုံတယောက်ဧည့်သည်လာတယ်ကွာတဲ့အဲ့ဒီဧည့်သည်လာတဲ့အခါမှာအဲ့ဒီဧည့်သည်ကိုမင်းကအိမ်မှရှိတဲ့ပစ္စည်းလေးတစုံတစ်ခုကျွေးလိုက်မယ်လက်ဆောင်ပေးလိုက်မယ်ဆိုတော့အဲ့ဒီပစ္စည်းသူယူသွားရင်အဲ့ဒီပစ္စည်းဘယ်သူပိုင်သလဲတဲ့ကိုအိမ်ဧည့်သည်တစုံတယောက်လာတယ်နော်ကိုကဒီပစ္စည်းတွေပေးလိုက်တယ်ဆိုရင်သူယူသွားရင်အဲ့ဒီပစ္စည်းဘယ်သူပိုင်လဲသူပိုင်သွားတယ်နော်ကိုကပေးလိုက်တယ်ကိုအိမ်ဧည့်သည်လာတယ်အဲ့ဒီလာတဲ့သူကိုကပစ္စည်းတွေပေးတယ် အစားတွေကျွေးတယ်ဒါမှမဟုတ် तू ကမယူဘူးဆိုရင်အဲ့ဒီပစ္စည်းဘယ်သူပိုင်တယ်လဲကိုပစ္စည်းကိုပဲပိုင်တယ်နော်အကောသားတဲ့အဲ့ဒီအတိုင်းပဲတဲ့မင်းကကိုပြီးတယ်ကွာတဲ့ခိုင်းတယ်နှိုင်းတယ်တိုင်းတယ်ဆဲတယ်မင်းပြီးတာငါတခုမှမယူဘူးတဲ့မင်းပြီးတာငါမယူရင်ဘယ်သူပိုင်တယ်လဲတဲ့ तू ပဲပိုင်တယ်နော်အကောသားစဉ်းစားတာဟောငါဆဲတာတွေခိုင်းတာတွေနှိုင်းတာတွေဒီတိတ်တက်တာကတော့မှတခုမှမယူပါလား तू မယူရင် ငါပဲရတာပါလားလို့တွေးမိတယ်တွေးမိပြီးတော့အော်စကားတက်လိုက်တဲ့မြတ်စွာဘုရားသူကတော်သူဘုရားကောင်းတော်မှာလေသူကတော်စကားပြောကောင်းတဲ့မြတ်စွာဘုရားတော်ကြီးကောင်းတဲ့မြတ်စွာဘုရားတရားဟောကောင်းတဲ့မြတ်စွာဘုရားလူမှုဆက်ဆံရေးလည်းကောင်းတဲ့မြတ်စွာဘုရားအကုန်ကောင်းတယ်နော်သူကတော်ဆိုတာအဲ့လိုပါတာပြန်သူကောင်းတာကတော်စကားပြောကောင်းတယ်ခစ်လို့ပြောရင်တော်ကြီးကောင်းတယ်ပေါ့ဘုရားနဲ့တွေ့ရင်တခါလေပုံကြသွားတာပဲတောင်းတောင်းလူလားအဲ့မှာသောတာပန်ဖြစ်ပြီမဖြစ်ရဟန္တာပဲ ဆိုသူနဲ့တွေ့တယ်လို့မှန်သမျှအေးစီပဲသူပြိတ္တဖြစ်သွားတယ်နော်အဲ့ဆိုတော့ဘဝဉာဏ်တော့ကို့ပြီးနေပါပဲမကောင်းတာကြိုက်တဲ့လူကလည်းမကောင်းတာတွေလာပြီးနေမှာသူပြီးနေရှောက်မယုံနဲ့ကောင်းတာကြိုက်တဲ့သူကလည်းကောင်းတာတွေလာပြီးနေမှာသူပြီးနေရှောက်မယုံနဲ့သူပြီးတဲ့အခုကိုယူမှရတာကိုမယူရင်မရဘူးနော်သူတွေကိုစီပွားရေးကိုလုပ်တယ်ကိုကိစ္စကိုလုပ်နေတယ်သူနေရင်တည်းတစုံတစ်ယောက်ကလာဆဲမယ်ကိုယူရင်ရတယ်နော်ကိုမယူမရအောင် ခု Facebook ခက်ကိုတခုခုရေးလိုက်တဲ့အရာလေးတယောက်ကလာဆင်းမယ်နော်ခုမကြည့်မိဘူးဆိုကြပါစို့မကြည့်မိကိုစိတ်တက်ပါဖြစ်မလဲကိုမယူဘူးလေအကြည့်မိပြီလေသူဆဲတာကိုကိုစိတ်တက်ဘာမှမထောင်မယူဆိုရင်ဘာမှဖြစ်မနော်အေးကိုကကြည့်မိသွားပြီဆိုယူလိုက်ပြီနော်ယူလိုက်ပြီနော်ယူလိုက်အဲ့ဒါမှမတခါထပ်ပြီးတော့ထပ်ပြီးယူလိုက်ရင်ပူတယ်ပူတယ်လေးတယ်စိတ်ထဲမှာအဘာမှမယူနဲ့သူပြေးတာကိုမယူရင်ဘာသူရမလဲသူပဲရ တခါတခါဒုခေါင်းထဲမှာဒုတွေကအမိုက်တွေတိတ်ထဲတာအမိုက်တွေထဲတာများတော့လေးတယ်အခုတော်တော်များများဖုံးလေးတွေခြံရတယ်ဗျဖုံးလေးထဲမှာတို့ဓမုံလေးတွေထည့်မယ်စာလေးတွေထည့်မယ်ကိုကြိုက်တဲ့ဟာလေးတွေပေါ့လေအတန်လေးတွေဗီဒီယိုလေးတွေစသည်ထည့်မယ်ပေါ့ထဲတာများလာရင်ဒီဖုံးကြီးကလေးလာနော်ထဲတာလေးများလာရင်ဖုံးကမလေးဘူးလားလေးလာလေးလာတယ်နော်အဲ့ဒီဖုံးကိုလေးလာတော့တခါတခါလေးလာပြီဆိုဟိုဖုံးနံပါတ် ခေါ်မလို့ဖုန်းနံပါတ်နှိပ်တန်းတော့ဒီဖုန်းနံပါတ်ကတော်တော်များများထွက်ချင်နော်ဖုန်းနံပါတ်ကလေးတော့မထင်ချင်ဘူးအဲ့နောက်ဒီဖုန်းကလေးလာ